ညောင်ပင်ကိုခုတ်ထင်းရှင်းလင်းရင်မြတ်စွာဘုရားကို မဖူးမြော်ရဘူးဆိုတာ ဟုတ်ပါသလားဘုရားဘယ်လိုညောင်ပင်မျိုးတွေပါလဲဘုရားအလင်းပြပေးတော်မူပါဘုရားတဲ့အရှင်ဘုရားမတိတာကိုအလင်းပြပေးတော်မူပါဘုရားညောင်ပင်ကိုခုတ်ထင်းရှင်းလင်းရင်မြတ်စွာဘုရားကိုမဖူးမြော်ရဘူးဆိုတာ ဟုတ်ပါသလားဘုရား ဘယ်လိုညောင်ပေမျိုးတွေပါလဲဖရာအလင်းပြပေးတော်မူပါဖရာတဲ့စပေမှာညောင်ပွေမိဖရာကိုမဖူးသေးရမိပုဂ္ဂိုလ်ခုနှစ်မျိုးဆိုတာပေါ်ပြထားပါတယ်အဲ့ဒီပုဂ္ဂိုလ်ခုနှစ်မျိုးကဘယ်သူတွေလဲဆိုတာကိုအရင်ဆုံးပြောပြပါမယ်နော်တိထူပါဗေဒစေတီပထိုးဖရာចောင်းကံများကိုဖြည့်ဆည်းတော်သူနှစ်ဗောဓိဗေဒဗောဓိညောင်ပင်ကိုဖြည့်ဆည်းတော်သူ၃အာရမဗေဒ ဖျားစာတရားစာများကိုမြင်ရသောနေရာ၌အသုံးပြု၍ဖြည့်စည်တော်သူ၄ဘိက္ခုဗေဒပံဃာအချင်းချင်းတဘာနဲ့တဘာမတည့်အောင်ကုန်းတိုက်၍ပံဃာတင်ခွဲတော်သူ၅ဘိက္ခုနီဗေဒဗိက္ခုနီမကိုအကျိုးနည်းအောင်မေထုံမိဝဲဖြည့်စည်တော်သူ၆ပင်စာနန္ဒရိယဗေဒပင်စာနန္ဒရိယကံ၅ပါးကိုကျူးလွန်ထားသူ၇တက္ကာယဒိဋ္ဌိဗေဒမှားသောအယူရှိတော်သူတို့ပဲဖြစ်ပါတယ် ဒါဟာနောင်ပိမိဖရာကိုမဖူးတွေ့ရမိပုဂ္ဂိုလ်ခုနှစ်မျိုးပဲဖြစ်ပါတယ်။အဆိုပါပုဂ္ဂိုလ်ခုနှစ်မျိုးထဲမှာဗောဓိဗေဒဗောဓိညောင်ပင်ကို ဖြစ်စည်းတော်သူဆိုတာပါပါတယ်။ဘယ်လိုဗောဓိညောင်ပင်မျိုးကိုပြောတာလဲဆိုရင် ဖရာရှင်တတ်တော်ထင်ရှားရှိစဉ်တုန်းကအမိပြုပြီးပွင့်ခဲ့တဲ့ဗောဓိညောင်ပင်နဲ့ဖရာရှင်အားရည်မှန်းပြီးပူဇော်တဲ့အနေနဲ့စိုက်ပျိုးထားသောဗောဓိညောင်ပင်မျိုးကိုပြောတာပါ။အဲ့ဒီလိုဗောဓိညောင်ပင်မျိုးတွေကိုဖြစ်စည်းမိမယ်ဆိုရင်တော့ ဘောဓိဗေဒဖြစ်ပါတယ်။သာမန်အလေးကျပေါက်နေတဲ့ညောင်ပင်တွေကိုဖြည့်ဆည်းတာကတော့ဘာအပြစ်မှမဖြစ်ပါဘူးเนาะ။အရှင်ဖေယမိဘဂျေဇူးကိုယဟန်အပိဝိပီဂျေဇူးဆက်ရင်ဂျေဇူးကျေနိုင်ပါသလားဖေယတဲ့။ယဟန်ဝိယုံတတ်တဲ့နဲ့တော့မိဘဂျေဇူးမကျေနိုင်ပါဘူး။ယဟန်ဝိပြီးတော့ယဟန်အလုတ်ကိုလုတ်ပြီးသိရှိထားတဲ့တရားဓမ္မတွေနဲ့အကုသို့လုပ်နေတဲ့မိဘတွေကို အကုသိုလ်မလုပ်ဖြစ်အောင် ကုသိုလ်မလုပ်ရသေးတဲ့မိဘတွေကိုကုသိုလ်လုပ်ဖြစ်လာအောင် လုပ်ပြီးသားကုသိုလ်တွေကိုတိုးပွားမှုရှိလာအောင်ဟောပြောလမ်းညွှန်ပေးမှသာလျှင်မိဘကျေးဇူးကျေးနိုင်ပါတယ်။ဒါကြောင့်မိဘကျေးဇူးကိုဆက်ကျင်တယ်ဆိုရင်ယဟန်ဝတ်ပြီးတော့ပေါ်ပြပါနီလန်အတိုင်းကျေးဇူးဆက်မှသာကျေးဇူးကြည်မယ်လို့ပြောချင်ပါတယ်။အရှင်ဖေယမိန်းကလေးတွေက ဖေယရေသက်တယ်လို့ရလာဖေယမရေကြီးတယ်လို့ ကြားဘူးလို့ပါဖေရတပည့်တော်မရေတက်ပယ်ခြင်းလို့ပါဖေရအဲ့ဒါလေးသိပါရစီဖေရတဲ့စီတီပထိုးရုပ်ွားတော်တွေကိုရေတက်ပယ်ရတဲ့ရည်ရွယ်ချက်အမှန်ကိုအရင်ဆုံးပြောပါမယ်စီတီပထိုးရုပ်ွားတော်တွေကိုရေတက်ပယ်တယ်ဆိုတာကတန်ရှင်းဖို့ဖြစ်ပါတယ်ဖုံမှုတ်အညစ်အကြေးတွေကတ်နေတယ်ဆိုရင်တော့တန်ရှင်းသွားအောင်ရေတက်ပယ်ဖို့လိုပါတယ် ဖုံမှုတ်အငြိကြီးတွေမကပ်ဘဲတန်ရှင်းနေတယ်ဆိုရင်တော့ရေတက်ပဲစရာမလိုပါဘူး။ရွှေတကုံဖျားကို သွားတဲ့အခါမှာလူတကာတကာမအများစုကဖျားယူပွားတော်တွေကိုတက်စီဆိုပြီးရေလောင်း၍ရေတက်ပဲကြပါတယ်။အဲ့ဒီလိုတက်စီရေလောင်းပြီးရေတက်ပဲတဲ့အတွက်ယူပွားတော်တွေဟာရေညှိတွေထနေပါတယ်။အဲ့ဒီလိုရေတက်ပဲခြင်းမျိုးကတော့မလုံတဲ့ပါဘူး။ဒါကစီတီပထိုးယူပွားတော်တွေကို ရေတက်ပေရတဲ့ရည်ရွယ်ချက်အမှန်ကို ပြောပြခြင်းဖြစ်ပါတယ်။မိန်းကလေးတွေဖះရေတက်ပေကောင်းလားဆိုတော့မိန်းကလေးတွေဖះရေတက်ပေကောင်းပါတယ်။မိန်းကလေးတွေဖះရေတက်ပေရင် ငရဲကြီးပါတယ်လို့ဖះဟောကြံကံမှာလုံးဝမရှိပါဘူး။မိန်းမဖြစ်စေယောက်ျားဖြစ်စေဖះရေတက်ပေမယ်ဆိုရင်ရေတက်ပေတဲ့ကုသိုလ်ကိုရမှာဖြစ်ပါတယ်။အရှင်ဖះတပြည့်တော်တို့အိမ်က လူများတော့ဖះရှိခိုးဖို့စောင့်ရင် အဲ့ချင်လို့အဲ့ရာသေးရှိခိုးတာသင်မသင်သိပါရစီဖရာတဲ့ဖရာရှိခိုးဖို့အချိန်မရတဲ့လူတွေအတွက်အာလုံးကြားဖူးတဲ့ဖရာရှိခိုးဂါထာတစ်ပုဒ်အတူကိုပြောပြပါမယ်အဲ့ဒီဖရာရှိခိုးဂါထာကတော့နမောတတဗဂဝတောအရဟတောတမ္မာတံဗုဒ္ဓတဆိုတဲ့ဖရာရှိခိုးဂါထာပဲဖြစ်ပါတယ်နမောတတဖရာရှိခိုးဂါထာသည်ဗဂဝါဂုံတော်ရဲ့အရဟံဂုံတော်ရဲ့တမ္မာတံဗုဒ္ဓဂုံတော်ရဲ့လို့ ဂုံတော်၃မျိုးပါတဲ့ဂါထာဖြစ်ပါတယ်။အိယာထဲရောက်တဲ့အခါနမောတတဖယားရှိခိုးဂါထာကို၃ခေါက်ရွတ်ဆို၍ဥသုံးချိန်ချပြီးရှိခိုးအိပ်မယ်ဆိုရင်အဆိုပါဂုံတော်၃ပါးကိုရှိခိုးပြီးသားဖြစ်ပါတယ်။ဒါကြောင့်ဖယားရှိခိုးဖို့အချိန်မရတဲ့သူများအနေဖြင့်နမောတတ၃ခေါက်ရွတ်ဆို၍ဥသုံးချိန်ချပြီးရှိခိုးအိပ်ပါလို့ပြောခြင်းပါတယ်။ရဟံဝေတရဏံယန္တိစတဲ့ဂါထာမှာစီတီကိုကိုးကွယ်တာ အပြည့်ဖြစ်တယ်ဆိုတာ မှန်ပါသလားဖေဟာတဲ့ဘယ်သူကဘလို့စလိုက်ပြန်ပြီလဲမသိဘူးနော်ဒါကတော့ဖះကွယ်မဲ့ဂိမ်းပါဘဟုံဝေတရဏယန္တိဆိုတဲ့ဂါထာဟာဓမ္မပဒဂါထာဖြစ်ပါတယ်အဲ့ဒီဂါထာထဲမှာစေတီကိုကိုးကွယ်ရင်အပြည့်ဖြစ်တယ်ဆိုတာတလုံးတစ်ပါးရမှမပါပါဘူးနော်ထိုဂါထာကိုဥစဉ်ရွတ်ဆိုပြီးအတိတ်ပဲပြန်ပေးပါမယ် ဘဟုဝေတရဏံယန္တိပပ္ပဒာနိဝနာနိသအာရာမဒုက္ခစေတယာနိမနုဿာဘယသိစိတာတဲ့အတိဘေကဘေးဖြင့်ထိတ်လန့်ကုန်သောလူအပေါင်းတို့ဟာတောကို၎င်းတောင်ကို၎င်းတစ်ပင်ကို၎င်းစင်စိတ်ကိုးကွယ်ရာဟူ၍စီးကပ်ကိုးကွယ်ကြပါတယ်တဲ့နေတံခောတရဏံခေမံနေတံတရဏမုတ်တမံနေတံတရဏမာခာမတပ္ပဒုက္ခပမုစတိတဲ့ အဘိဓေကထို့သို့တစ်ပင်တောတောင်တို့ကိုကိုးကွယ်စိတ်ကညာတော်လဲပဲဤကိုးကွယ်စိတ်ကချင်းသည်ဘေကင်းတော်ကိုးကွယ်စိတ်ကချင်းမဟုတ်ပါဘူးတဲ့ထို့သို့တောတောင်တစ်ပင်တို့အားကိုးကွယ်စိတ်ကချင်းကိုအကြောင်းပြု၍အလုံးစုံသောဆင်းရဲဒုက္ခမှမလွတ်မြောက်နိုင်ဘူးလို့ဆိုလိုခြင်းဖြစ်ပါတယ်အဲ့ဒီအထဲမှာစီဒီကိုကိုးကွယ်ရင် အပြစ်ဖြစ်တယ်ဆိုတာတလုံးတစ်ပါးမှမပါပါဘူးစီဒီကိုကိုးကွယ်တယ်ဆိုတာဟာ တတ်တော်ထင်ရှားဖရာရှင်ကိုကြီးမှန်းပြီးကိုးကွယ်တာဖြစ်ပါတယ်။ဝိမာနဝိထုပါဠိတော်မှာအဋ္ဌံဒီနိဗ္ဗုဒေစာပိတမေစိတ်တေတမံဖလံစေတောပဏိတိဟေတုတိတတ္တာပိစံတိဥပဒိံလို့ဆိုထားပါတယ်။အတိဘေကတတ်တော်ထင်ရှားဖရာရှင်ကိုဖြစ်စေပရိနိဗ္ဗာန်ဝင်ဆံသွားပြီဖြစ်တဲ့ဖရာရှင်တို့အားကြီးမှန်း၍ထုလို့ကိုးကွယ်ထားသောစီတီပထုရုပ်ပွားစင်တုတော်၌ဖြစ်စေကြည်ညိုမှုတရားတရားတူမြမယ်ဆိုရင် တတ်တော်ထင်ရှားဖရာရှင်ကိုကိုးပယ်စိတ်ကတ်တဲ့အကျိုးနဲ့အတူတူပဲလို့ဆိုလိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ဒါကြောင့်စေတီပထိုးတွေကိုကိုးပယ်စိတ်ကတ်တယ်ဆိုတာဟာအပြစ်မဖြစ်သည့်အပြင်တတ်တော်ထင်ရှားဖရာရှင်ကိုကိုးပယ်စိတ်ကတ်တဲ့အကျိုးနဲ့အတူတူရတယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။အရှင်ဖရာနောက်ဘဝဆိုတာတကယ်ရှိပါသလားဖေယရှိခဲ့ရင်ရောကိုကအရင်ဘဝကဘာဆိုတာသိနိုင်လားဖေယ တကယ်မသိလို့မေးတာပါဖေယအမားပါရင်ခွင့်လွတ်ပါဖေယတဲ့ယဟန်တာတွေကတော့နောက်ဘဝဆိုတာမရှိတော့ပါဘူးဘာကြောင့်လဲဆိုတော့ယဟန်တာတွေရဲ့တန်တန်မှာနောက်ဘဝကိုဖြစ်စေနိုင်တဲ့ကိလေသာနဲ့ကံတွေမရှိတော့လို့ပဲ ဖြစ်ပါတယ်ပုထုဇဉ်တွေကတော့ကိလေသာနဲ့ကံတွေရှိနေသေးတာကြောင့်ပုထုဇဉ်တွေတည်ပြီးရင် နောက်ဘဝဆိုတာရှိပါသေးတယ် အရင်ဘဝကဘာဆိုတာသိနိုင်လားဆိုတော့ဇာတိတရဉာဏ်ရရင်သိနိုင်ပါတယ်ဇာတိတရဉာဏ်ဆိုတာက အရင်ဘဝကဖြစ်ခဲ့တာတွေကို အောက်မေ့သတိရနိုင်တဲ့ဉာဏ်ကိုပြောတာပါ အရှင်ဖေယမဖြစ်နိုင်တာမရှိဘူးလို့ကြားဘူးပါတယ်ဖေယအကယ်၍ဖရားလိုကြင်ကြံအားထုတ်ပါက အလင်းဆောင်သူတယောက်ဖြစ်နိုင်ပါသလားဖရားဖြည့်ပြီးတော်မူပါဖရားတဲ့။တာမန်အလင်းဆောင်သူတယောက်ဆိုရင်တော့ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ဖျားအဖြစ်နဲ့အလင်းဆောင်ဖို့ဆိုရင်တော့တော်ယုံနဲ့မရနိုင်ပါဘူး။ဒါကြောင့်လဲဆိုရင်ဖျားဖြစ်ဖို့ဆိုတာဟာမလွယ်လို့ပဲဖြစ်ပါတယ်။ဖျားတဆူဖြစ်ဖို့အတွက်ဖျားအလောင်းဟာပါရမီ၁၀ပါး၊စွန်ကြီးခြင်း၅ပါး၊စရိယ၃ပါးတို့ကိုဖြည့်ကျင့်မှသာဖျားဖြစ်ပါတယ်။ဖြည့်ကျင့်တယ်ဆိုတဲ့နေရာမှာလည်းပဲတဘဝတည်းဖြည့်ကျင့်ရတာမဟုတ်ပါဘူး။ပညာဓိကဖျားဆိုရင်လေးတင်ချင်တဲ့ကဘာတသိန်းပါရမီဖြည့်ကျင့်ရပါတယ်။ ဝရိယဓိကဖရာဆိုရင်16သိန်းချီနဲ့ကဘာတသိန်းပါရမီဖြည့်ခြင်းရပါတယ်။တရာဓိကဖရာဆိုရင်7သိန်းချီနဲ့ကဘာတသိန်းပါရမီဖြည့်ခြင်းရပါတယ်။အဲဒီလိုပါရမီတွေမြောင်များစွာ ဖြည့်ခြင်းမှသာလျင်ပဲဖရာအဖြစ်ကိုရရှိပါတယ်။ဒါကြောင့်ဖရာအဖြစ်နဲ့အလင်းဆောင်ဖို့ဆိုတာဟာတော်ရုံမလွယ်တဲ့ကိစ္စတစ်ခုပါပဲ။အရှင်ဖရာကိုကိုကိုတတ်တည်ရင်အဖန်905ကဘာဆိုတာဟုတ်ပါသလားဖရာတဲ့။ ကိုကိုကိုတက်သေးရင်အဖန်905ကဘာခံစားရတယ်ဆိုတာကဖះဟောစကားမဟုတ်ပါဘူးเนาะအရက်သေးကသူပြောကိုပြောစကားတွေသာဖြစ်ပါတယ်ဒါဖြစ်ရင်လူအချို့ဟာဘာကြောင့်မိမိကိုကိုတက်သေးရတာလဲလို့မိစရာ အကြောင်းရှိလာပါတယ်မိမိကိုကိုတက်သေးရခြင်းအကြောင်းရင်းဟာပါဏာတိပါဒကံကြောင့်ဖြစ်ပါတယ်ပါဏာတိပါဒကံကိုကျူးလွန်တဲ့သူတွေဟာ ခန္ဓာကိုယ်အင်္ဂါချွတ်တဲ့ခြင်းရုပ်အစင်းအင်္ဂါမှလှပခြင်းအာအင်ချိနဲ့ခြင်းလျင်မြန်ဖြက်လက်မှု မရှိခြင်းသူတော်ဘာတက်ဖြက်ခြင်းကြောင့်အသက်တေရခြင်းသူတော်ဘာတို့ကမတက်ဖြက်တော်လည်းပဲမိမိကိုယ်ကိုမိမိပြန်လဲတက်ဖြက်၍အသက်တူရခြင်းအနာယောဂါကြောင့်အသက်တူရခြင်းအချွေရန်ပျက်စီးခြင်းစတဲ့မကောင်းသောဆူကျိုးတွေကိုခံစားရပါတယ်လက်ရှိပစ္စုပန်မှာကိုယ်ကိုယ်ကိုတက်တည်တဲ့သူတွေဟာ ပေါ်ရန်အနေဖြင့်အခြားအကြောင်းပြချက်တွေများစွာရှိပေမဲ့အရင်စစ်ကြည့်လိုက်မယ်ဆိုရင်ဘဝတစ်ခုခုက ပြုခဲ့တဲ့ပါဏာတိပါဒကံရဲ့စူဂျိုးကြောင့်သာဖြစ်ပါတယ်။ဒါကြောင့်မိမိကိုယ်ကိုမိမိတတ်သိရင်အဖန်905ကဘာခံစားရတယ်ဆိုတာဟာဖျားဟောမဟုတ်ပါဘူး။ပါဏာတိပါဒကံရဲ့စူဂျိုးကြောင့်သာဖြစ်တယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။ဒေါကမှာလူတွေဟာလူရချင်းချင်း အယုတ်အမြတ်ခွဲတဲ့နေရာမှာမျိုးရိုးဆက်ကိုကြည့်ပြီးတော့ခွဲတတ်ကြပါတယ်။အမျိုးမြတ်မယ်ဆိုရင်လူတော်လူမြတ်ဖြစ်ပြီးအမျိုးယုတ်မယ်ဆိုရင်တော့လူယုတ်လူမြတ်ဖြစ်တယ်တဲ့။တုတ်တနိပတ်ပါဠိတော်ဝတ္တလတုတ်မှာတော့မြတ်စွာဘုရားကအမျိုးဆက်ကြောင့်သူယုတ်မှာမဖြစ်နိုင်မိမိပြုတဲ့မကောင်းမှုကြောင့်သာသူယုတ်မှာဖြစ်နိုင်၏လို့ ဟောကြားထားပါတယ်။ဒါကြောင့်အမျိုးမျက်ချင်းမမျက်ချင်းဆိုတာဟာရိုးရိုးနဲ့မဆိုင်ပါဘူး။မိမိပြုတဲ့ကောင်းမှုမကောင်းမှုနဲ့ပဲဆိုင်တယ်ဆိုတာကိုအားလုံးမှတ်သားထားကြရမှာဖြစ်ပါတယ်။အရှင်ဖေယတမေမကြီးရွယ်ပဲတတဝါတကောင်ကိုတတ်မိတယ်လို့ဖြစ်သွားရင်ငရဲကြီးပါသလားဖေယဖြီးပြီးတော်မူပါတဲ့ စေတနာကမ္မဖိတ်ခဝေလို့ဖရာဟောရှိတဲ့အတွက်မြတ်စွာဘုရားကစေတနာကိုအတိကထားတာကြောင့်တည်စီလိုသောစေတနာနဲ့ပတ်ဖြတ်တာမျိုးမဟုတ်ပဲမတော်တဆထိခိုက်သွားလို့တည်သွားတာမျိုးကတော့အပြစ်မရှိပါဘူးเนาะတတဝါတကောင်ကိုတက်ဖြတ်တဲ့နေရာမှာ၁တတဝါဖြစ်ခြင်း၂တတဝါဟူသောအမှတ်ရှိခြင်း၃တည်စီလိုသောစိတ်ရှိခြင်း၄လုံလပြူခြင်း ငါတေးသွားခြင်းဆိုတဲ့အင်္ဂါငါးချက်နဲ့ညီမတာပါဏာတိပါဒကံမြောက်တာကြောင့်အပြည့်ရှိတဲ့အတွက်ငရဲကြီးနိုင်ပါတယ်အင်္ဂါငါးချက်နဲ့မညီဘူးစေတနာလည်းမပါဘူးဆိုရင်တော့မတော်တဆထိခိုက်လို့တေဆုံးသွားတာမျိုးကတော့အပြည့်မရှိဘူးလို့မှတ်သားထားရမှာဖြစ်ပါတယ်